ားလုံးမင်္ဂလာပါဒီနေ့နေမယ့် YouTube channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့အဲဒီ Ruben Amring ကပေါ့နော်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ society တက်နဲ့ပွဲပြီးတော့ဒီပွဲပြီးကျွန်တော်တို့ဒီ press conference လုပ်တယ်အဲ့မှာပဲတခါလေကျွန်တော်တို့ဒီ Arsenal နဲ့ပွဲစဉ်အတွက်တခါလေကျွန်တော်တို့ဒီ ဒီဘာနော် press conference တခါလေးလုပ်သွားတယ်ဘာနော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီအသင်းနဲ့ပတ်သက်ပြီးတော့သူပြောထားတဲ့အချက်တွေကျွန်တော်တော်တော်လေးများတယ်အဓိကကျွန်တော်တို့ဒီ Maguire တို့ Ukari တို့နဲ့ပတ်သက်ပြီးပြောထားတာတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Brassmas Fine နဲ့ Giro Video နဲ့ပြောထားတာတွေပြီးလို့ရှိရင်အသင်းရဲ့ကျွန်တော်တို့တိုက်စင်မှာ Twin Goal နဲ့ပတ်သက်ပြီးတော့သူပြောထားတဲ့အချက်လေးကျွန်တော်ရှိတယ်ဆိုတော့တကယ်ကျွန်တော်တို့ဒီအရေးကြီးတဲ့အချက်လေးကိုပဲကျွန်တော်တို့ထုတ်ပြီးတော့ပြောကြည့်ရအောင်နော်ဆိုတော့ဒီဘာနော်ကျွန်တော်တို့ဒီ ိုင်မကွိုင်းရနဲ့ဥကာဒီရဲ့အခြေအနေပေါ့နော်အခုလက်ရှိကျွန်တော်ဒီ Sunday မှာကစားမယ်အာဆင်နယ်နဲ့ပွဲစဉ်မှာပါနိုင်ပါနိုင်နဲ့ပတ်သက်ပြီးတော့သူကတော့ကျွန်တော်ဒီပြောထားတဲ့အထက်မှာဆိုလို့ရှိရင်သူတေချာမသိဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီဒါမဲ့တနေ့ခုနေ့နေ့မှာတော့ကစားသမားတွေအားလုံးကျွန်တော်ပါဝင်ကစားသမားတွေအားလုံးပေါ့နော်အကုန်လုံးကျွန်တော်တွန်းတိုက် ောင်းဝကျွန်တော်ဒီဟိုအသက်ရှင်ဖို့ရုန်းကန်ရတယ်လို့မျိုးကျွန်တော်ကစားဖို့လိုတယ်ဗောနော်ထိုတိုင်းကျွန်တော်ကစားဖို့လိုတယ်ဆိုတော့အသင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဆိုစီတန်းနဲ့ပွဲကျွန်တော်နောက်ဆုံးမိနစ်20မှာတော်တော်လေးပြင်ပန်းနေတဲ့အခြေအနေကိုကျွန်တော်မြင်ရတယ်ဗောနော်မြင်ရတယ်ဆိုတော့အဲဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီအဲဒီဗောနော် တောက်ကြနေပေါ့နော်ပြောချင်တာသူတို့ကကြတာရင်းနေမှာကျွန်တော်တို့ဒီဒီ press ကကျွန်တော်လောက်တာဆိုတော့တောက်ကြနေမှာကျွန်တော်တို့ဒီ sandy အတွက်ကျွန်တော်ပြင်ဆင်ဖို့ training ဆင်းဖို့ကျွန်တော် training session တခုရှိရပေါ့အဲ့မှာကျွန်တော်တို့ပြင်ဆင်ဖို့လုပ်တယ်ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအိုက်ပွဲပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီနောက်ထပ်နောက်တစ်ပတ်ကျွန်တော်ကြတာပြင်းနေမှာရင်ဆိုင်ကစားမယ်တကယ်ကျွန်တော်ပွဲကြီးပွဲကောင်းဖြစ်တယ်စူစီလက်နဲ့ဒုတိယအကြော့ကျွန်တော်တို့ကစားမယ်ပေါ့ဒါပါပဲပေါ့နော်ကျွန်တော်တို့ဒီခုလက်ရှိကျွန်တော်ဟယ်ရီမကွိုင်းနဲ့ဥကာဒီကျွန်တော်ပြန်ပါမလားမပါဘူးလားဆိုတာတော့ကျွန်တော်တို့ မသိသေးဘူးပေါ့နော်စောင့်ကြည့်ရမယ့်အခြေအနေမျိုးဆိုပြီးတော့ပြောသွားရမယ့်ဖြစ်ပါတယ်ဆိုတော့နောက်ထပ်ဒီဘာနော် response point နဲ့ပေါ့ဒီ response point နဲ့အနေနဲ့ဒီဘာနော်အခုလက်ရှိကျွန်တော်တို့ဒီအဲဒီ social media နဲ့ပွဲမှာလည်းသူအဆင်မပြေဘူးပေါ့နော်ဆိုတော့ Chido OB ကအခုလက်ရှိလာမယ့်ကျွန်တော်တို့ဒီ Sunday မှာ response နဲ့အတူကျွန်တော်တို့ဒီဘာနော် Chido OB နဲ့ကျွန်တော်တို့ဒီပါဝင်ကစားဖို့ကျွန်တော်တို့ရှိလာပေါ့နော်ဆိုတော့ဒီ response ကိုကျွန်တော်ခြံပြီးတော့ Chido ကိုကျွန်တော် ကိုကျွန်တော် ပွက်ထွက်လူစည်းရေးမှာတုံးလာဖို့ပါညာပေါ့နော်ဒီအိုင်းနဲ့ပတ်သက်ပြီးမိသားအခါမှာဆိုလို့ရှိရင်ဒီကျွန်တော်ဒီပေါ့နော်ကစားသမားတိုင်းကကျွန်တော်ဒီပွက်ထွက်လူစည်းရေးမှာပါလာနိုင်ပါတယ်ပေါ့နော်ဆိုတော့အဲကျွန်တော်တို့ဒီတောက်ကြနေမှာကျွန်တော်တို့ train ကြမယ်ဆိုတော့ဒီကြတာပြင်းနေမှာလည်းဒီကစားထားတဲ့ကစားသမားတွေကျွန်တော်ရှိတယ်ပေါ့ဆိုတော့ ဒီအကုန်လုံးကျွန်တော်တို့ဒီ ready ဖြစ်နေနိုင်တယ်ဆိုတော့ဒီအဲထဲမှာကျွန်တော်ချီတိုလဲပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ချီတိုလဲကျွန်တော်တို့ဒီသူကိုယ်တိုင်ကျွန်တော်တို့ဒီပွဲထွက်လာမျိုးလဲဖြစ်နိုင်တယ်ပေါ့ဒီလိုပုံစံမျိုးသူပြောထားဖြစ်တယ်ဆိုတော့အာရေဘူးရဆံပါတယ်ပေါ့နော် generic ဆံပါတယ်ဆိုတော့ချီတိုကိုကျွန်တော်တို့ဒီပွဲထွက်လူစီးရဲမှာသုံးမယ်ဘာညာဆိုတာမျိုးကနီးပြတယ်ကျွန်တော်ဘလိုနီးနဲ့မှပြောမှာမဟုတ်ဘူးဗျာဆိုတော့ အာဒီ restmark ကအဆင်မပြေဘူးဆိုတာကိုကျွန်တော်တို့အကုန်လုံးကျွန်တော်တို့တိထားပြီးသားပါနော်တိထားပြီးသားပဲဆိုတော့ညာနေပတ်သက်ပြီးကျွန်တော်တို့ထပ်ပြီးတော့ပြောထားရင်ခါမှာဆိုလို့ရှိရင်အသင်းကကျွန်တော်တို့ဒီကိုယ်သွင်းမှုနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ကျွန်တော်တို့တိုင်ပတ်နေတဲ့အခြေအနေမျိုးတွေကျွန်တော်မြင်နေရတုံးပဲပေါ့နော်အခုလက်ရှိကျွန်တော်ဆိုစီတက်နဲ့ပွဲမှာဆိုလဲကျွန်တော်တို့ဒီအသင်းကတကယ်တကယ်ကျွန်တော် chance တွေအများကြီးမြင်ခဲ့ရတော့မှာ ကိုသိန်းတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ resume file နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီခါနာချိုးလို့ဇီယာနေပြီးတော့ any product တွေတော့အားနေတာကိုမြင်နေရတော့မယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော် Ruby MR အနေနဲ့ဒီ training မှာပဲဖြစ်ဖြစ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ကိုင်းနေမှာပဲဖြစ်ဖြစ်ဖြည့်ရှင်းဖို့အတွက်ဘာ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 လို့လို့ရမယ်လို့ထင်လဲပေါ့နော်ဒီလိုမျိုးကျွန်တော်မေးထားတာဆိုတော့အဲဒီပေါ့နော်ဒီကျွန်တော်ဘက်ကတော့ဒီပေါ့နော်ဒီတိုက်စစ်မှာကျွန်တော်တို့ သွားရမယ့်ပုံစံပတ်တန်ဒါတွေကိုကျွန်တော် movement တွေဒါတွေကိုကျွန်တော်ကတော့ဒီပေါ့နော်ဒီကစားသမားတွေစီကိုကျွန်တော်အမြဲတမ်းဆိုဆိုလို့ကျွန်တော်ပြောပြတယ်ကျွန်ရဲ့ idea တွေကိုကျွန်တော်ပို့ချရဲပေါ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပေါ့နော်ဒီကစားသမားတွေအနေနဲ့ရာဒီပေါ့နော်ဒီကျွန်တော်ချပြတဲ့ idea တွေကိုအဲသူတို့ဒီအလုပ်လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ အဲပုံစံကောင်းတစ်ခုကျွန်တော်ပြသမယ်ပေါ့ဒါပေမဲ့လည်းပဲတကယ်အဆုံးသတ်မှဆိုလို့ရှိရင်တော့ကိုသွင်းမှုကသာအဓိကပေါ့နော်ကိုသွင်းမှုကအဓိကဖြစ်တယ်ဘလို့ပုံစံနဲ့ပဲအဲကိုသွင်းသွင်းပေါ့နော်ကိုသွင်းမှုကသာအဓိကဖြစ်တယ်ပေါ့ဆိုတော့ဒီကစားသမားတွေကျွန်တော်တို့တကူလောက်သွင်းနိုင်ခဲ့ပြီဆိုလို့ရှိရင်ဒါကကျွန်တော်တို့ဒီနောက်ထပ်ကျွန်တော်တို့သွင်းကိုတွေအတွက်လွယ်သွားပြီပေါ့ဆိုတော့ response တို့ကျွန်တော်ခန္ဓာချိုးဆိုလို့ရှိရင်လည်းသူတို့အတွက်ကျွန်တော်လိုအပ်နေတာဒီပထမဦးဆုံးတကူပဲဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောထားတယ်ဆိုတော့ပြောချင်တဲ့သဘောကဒီသူတို့ ဒီပေါ့နော်အဲတွင်းကိုတကူရသွားပြီဆိုလို့ရှိရင်ဒီဒါကကျွန်တော်တို့ဒီနောက်ထပ်ပွဲစဉ်တွေနောက်ထပ်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါဒီကိစ္စကကျွန်တော်တို့ဖြည့်ရှင်းပြီးသားဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးပြောထားကျွန်တော်ကတော့မထင်ဘူးဗျာသိလား ခုလက်ရှိကျွန်တော်တို့ဒီ Rasmus ကတော့ဒါတကယ်တကယ်တမ်းဆိုလို့ရှိရင်ဒါတိုက်စင်မှုတယောက်ယုံကြည်မှုပျောက်ဆုံးနေတဲ့အခြေအနေမျိုးဆိုလို့ရှိရင်ဒါဒီလိုပုံစံကျွန်တော်တွေ့နေကြပဲပေါ့နော်ဆိုတော့သူဂိုးအရန်သွင်းကျင်တဲ့အခြေအနေမျိုးပေါ့နော်ဂိုးရဖို့အတွက်ကျွန်တော်အရန်လောတဲ့အခြေအနေမျိုးပေါ့ဆိုတော့ဂန္ဓာချိုကတော့ကျွန်တော်တို့ဒီကျွန်တော်တို့မြင်ခဲ့ပုံပြီးသားပဲသူ့ရဲ့ finishing ကလုံးဝကျွန်တော် clinical မဖြစ်တာဆိုတော့အဲ့ဒီတခြားမလို့ကျွန်တော်တို့အခုလက်ရှိဆိုလို့ရှိရင်ဂန္ဓာချိုကိုကျွန်တော်တို့ဒီ အဲဒီပေါ့နော်ညာချမ်းပေါ့လေညာချမ်းကျွန်တော်ဒီ narrow nematan ရဲ့ညာချမ်းမှာသူ့ကိုအဓိကကျွန်တော်ထားပြီးတော့သုံးနေတဲ့အခြေအနေမျိုးကဒါကျွန်တော်တို့ဒီတကယ်တကယ်တမ်းဆိုလို့ရှိရင်ကာနာချိုကိုကျွန်တော်တို့ဒီဘယ်ချမ်းမှာထားတာထပ်ပို့ပြီးတော့ impact ဖြစ်တယ်ဆိုတာကျွန်တော် social media ပွဲမှာကျွန်တော်မြင်ပြီးသွားပြီဆိုတော့အဲအဲ့လိုလုံးလိုက်ခြင်းအားဖြင့်လည်းကာနာချိုအနေနဲ့ကျွန်တော်တို့ဒီကန်ကွင်းကပြောမယ်ဆိုလို့ရှိရင်ဘယ်ချမ်းမှာတော့မရတော့ဘူးပေါ့နော်မရတော့သူအရန်ကန်တာမျိုးတွေမလုပ်တော့ဘဲနဲ့ဒီ chance creation လောက်ဖို့ ဂျိုဘန်နဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့ဒီကနေပဲကျွန်တော်တို့ဂျိုရှူအာဇစ်ကြီးရဲ့ကိုယ်ကရခဲ့တာဆိုတော့ဆိုတော့ဒီလိုအခြေအနေမျိုးတွေပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ response ကတကယ်တကယ်လည်းဆိုလို့ရှိရင်ဒီပေါ့နော် finishing ကတကယ်တကယ်လည်းကျွန်တော် clinical ဖြစ်တဲ့အထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ဒီပြီးကြတဲ့ရာသီကလည်းကျွန်တော်မြင်ဘူးပြီးသွားရင်ဆိုတော့အဲဒီတူတွက်လို့နေတာတကူပေါ့နော်တကယ်လည်းကျွန်တော်တို့ဒီပေါ့နော် twin ကိုတကူလောက်ရမယ်ဆိုလို့ရှိရင် response ကဒီထက်ပိုပြီးတော့အဆင်ပြေလာနိုင်မယ်လို့တော့ကျွန်တော်လည်းထင်တယ်ပေါ့နော်ဆိုတော့ခြေနေကတော့စောင့်ကြည့်ရအောင်မေး ဘလို့လာမလဲတော့မသိဘူးကိုကောင်တွေကတကောင်းမှယုံရတဲ့အထဲမှာမပါဘူးပေါ့နော်အာဒီလာမယ့်ကျွန်တော်တို့ဒီ Sunday ပေါ့နော်အာဆင်နယ်နဲ့ပွဲစဉ်မှာဘယ်ကစားသမားပြန်လာဖို့ရှိလဲပေါ့သူမသိပါဘူးပေါ့နော်ကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်သူကဂျာတာပရီမှာပြောထားတယ်ဂျာထဲမှာကျွန်တော်တို့ဒီတောက်ကြာဆနေနှစ်ရက်ရှိသေးရယ်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့ဒီဟူကာဒီပြန်ပါလာတာမျိုးလို့မကွိုင်းရန်ပြန်ပါလာတာမျိုးလို့လည်းကျွန်တော်တို့မြင်ကောင်းမြင်ရနိုင်တယ်ပေါ့နော်ဆိုတော့ update ပေးတော့အမျိုးကျွန်တော်မရှိပါဘူးပေါ့နော် ဆိုတော့အမ်ကြံတဲ့ဟာတွေကတော့အဲ့လောက်ကြီးကျွန်တော်ထူးခြားတာမျိုးတော့မရှိဘူးပေါ့နော်အဲအော်ကျွန်တော်ဒီ Mesa Mount Lushore နဲ့ပတ်သက်ပြီးသူမေးထားပါနော်ဆိုတော့ဒီလွန်ခဲ့တဲ့နှစ်ပတ်လောက်တုန်းကပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့နှစ်ပတ်လောက်တုန်းကကျွန်တော် Journalist တွေဘက်ကနေပြီးတော့ဒီနီးပြကိုကျွန်တော်တို့ဒီ Mesa Mount Lushore နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မေးခဲ့တာမျိုးတွေကျွန်တော်ရှိတယ်ဒီပေါ့နော်ကျွန်တော်ဒီဒီလာဒီယာဒီမှာဆိုလို့ရှိရင်ပေါ့ဒီယာဒီမှာဆိုလို့ရှိရင်ဒီလီချာတို့အာမတ်တို့ပြီးလို့ရှိရင်အ အဲဒီဒါပြင်ကျွန်တော်မစ္စမောက်လူရှောအဲဒီကစားသမားတွေကျွန်တော်တို့ပြင်မြင်ရဖို့ရှိမယ်လို့ထင်လားပေါ့နော်ဆိုတော့ဘသူ့ကိုကတော့ကျွန်တော်လုံးဝပြင်မမြင်ရတော့ဘူးလို့ထင်လဲပေါ့နော်ဒါတွေကိုကျွန်တော်မေးထားတဲ့အခါမှာဆိုလို့ရှိရင် သူဘာပြောလဲဆိုတော့ကျွန်တော်တို့အမ်ကျွန်တော်တော့မထင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအာမတ်ကတော့ကျွန်တော်တို့ပြန်လာနိုင်မယ်လို့သူထင်တယ်ပေါ့နော်ဆိုတော့အာဒီပေါ့နော်အခုလက်ရှိကျွန်တော်တို့ဒီအာမတ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီအာမတ်ရဲ့အခြေအနေက ဒီဘာနော်နောက်ဆုံးလပေါ့နော်ကျွန်တော်ပြောရမယ်ဆိုပြီးရှင်ဒီရာသီနောက်ဆုံးလဆိုတော့မေလပေါ့နော်၅လပိုင်းလောက်မှာကျွန်တော်တို့အဲဒီပြန်လာလောက်မယ်လို့သူထင်နေပေါ့နော်ဆိုတော့သူအနေနဲ့ကျွန်တော်ဒီဘာမှသိကြတာပါညာကျွန်တော်မပြောချင်ဘူးပေါ့နော်ဒါပေမဲ့အဲကျွန်တော်ဒီပေါ့နော်ဒီရာသီမကုန်ခင်မှာတော့အာမတ်ကိုကျွန်တော်ပြန်ပြီးတော့မြင်ရဖို့အတွက်ကျွန်တော်မျှော်လင့်ထားတယ်ပေါ့နော်ဒီလိုမျိုးပြောထားတယ်ဆိုတော့အဲတေချာတစ်ခုကတော့ကျွန်တော်တို့ဒီလေချာကျွန်တော်တို့ဒီဒီအောက်ပြီပေါ့နော်လေချာအောက်မယ် အဲခွန်မီမင်းတို့ကျွန်တော် ပြန်လာဖို့ရှိမယ်ပေါ့နော်ကြံတာကတော့ကျွန်တော်တို့ဒီအဲဒီကစားသမားတွေကိုကျွန်တော်တို့နည်းနည်းလေးကျွန်တော် queue site ဖို့လိုတယ်ပေါ့နော်ဘာလို့ဆိုတော့ခုလက်ရှိကစားသမားတွေကဒီဒဏ်ရာနေရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေး queue site ပြီးတော့ဆက်ရှိဆက်သွားမှရမယ်။ဥကာဒီတို့ကျွန်တော်ပြန်လာမယ်။ပြီးရင်ကျွန်တော်လူရှော့မီဆန်မောင်းတို့လည်းကျွန်တော်ပြန်လာဖို့ရှိတယ်ပေါ့။ဒါလေးကျွန်တော် ပြောထားရမှာနော်။ပြီးတော့ နောက်ထပ်မေးထားရခါမှာဆိုလို့ရှိရင်တကယ်လို့ပေါ့နော်အသိန်းကကျွန်တော် Yoruba League Final ကိုကျွန်တော်ရောက်မယ်ဆိုလို့ရှိရင် Bibao မှာဒီပေါ့နော် Armat ကိုကျွန်တော်တို့မြင်တွေ့ရမယ်လို့အဲထင်လားပေါ့နော်ဒီလိုမေးထားရခါမှာဆိုလို့ရှိရင်ကျွန်တော်အဲလာမယ့်ကျွန်တော်တနင်္ဂနွေနေ့ Arsenal ပွဲအကြောင်းပဲကျွန်တော်တို့ပြောရအောင်ပေါ့ဆိုတော့သူတို့တွေကျွန်တော်တို့ဒီတေချာပေါက်ဆိုသူတို့ပြန်လာပါလိမ့်မယ်ပေါ့နော်သူတို့ဒန်ရတက်တိုင်ဆိုလို့ရှိရင်ပြန်လာပါလိမ့်မယ်ဒီအထူးသဖြင့်ကျွန်တော်မေဆန်မောက် ပြန်လာဖို့ရှိတယ်ဆိုပြီးတော့ပြောသွားတာပေါ့နော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကာလာရှီနားတဲ့အထင်းမှာအနည်းဆက်ဆုံးကမီဆန်မောင်းဆိုတဲ့သဘောပဲဆိုတော့ဘယ်လိုပဲဖြစ်ပြန်ကျွန်တော်အခုလက်ရှိဒီအသင်းရဲ့ဒီ squad depth ကြီးကတော်တော်ကိုကျွန်တော်တို့ဒီအဲဒီပေါ့နော်တိုင်ပတ်နေတဲ့အခြေအနေမျိုးပွဲတစ်ပွဲကိုကျွန်တော်တို့ကစားဖို့အတွက်ကိုမလုံလောက်ဘူးဖြစ်နေတာဆိုစီနိုင်းတဲ့ပွဲကိုကျွန်တော်ကြည့်လိုက်ပါဆိုစီနိုင်းတဲ့ပွဲဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝကျွန်တော်တို့ဒီတကယ်တကယ်ဆိုလို့ရှိရင် United ကကျွန်တော်တို့ဒီ အများကြီးကျွန်တော်ထိန်းချုပ်ထားနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့ဒီကိုးခွင့်ပြုရပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွဲပြီးမှုမိနစ်20လောက်အလိုမှာဆိုလို့ရှိရင်အသင်းကစတာမီနာတွေတော်တော်ကိုပြုတ်ကျသွားပြီပြုတ်ကျတဲ့အနေအထားမှာဆိုလို့ရှိရင်အသင်းရဲ့ shape ကတဖြည်းဖြည်းနဲ့ကျွန်တော်ပြက်လာတယ်ပြက်လာတဲ့အနေအထားမှာတစ်ဖက်ကကျွန်တော်တို့ဒီလူစားတွေတောက်လျှောက်တောက်လျှောက်တောက်လျှောက်လဲတဲ့အခါမှာဆိုလို့ရှိရင်အန်ဂျီလေဗယ်ကျွန်တော်မမြတော့ဘူးဆိုတော့ အဲ့ဒီထားမှာကျွန်တော်တို့ဒီ chance တွေကျွန်တော်တို့ပေးရတယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီကစားသမားတွေကလူလဲတဲ့တဲ့ကစားသမားတွေကမလဲရတဲ့ခါကျတော့အလုတ်အပူတွေကျွန်တော်တို့လှုပ်ပြီးတော့ပို့ပြီးတော့ကျွန်တော်တို့ပွဲပန်းကြတယ်ပေါ့နော်ဆိုတော့လိုရွှေရေကျွန်တော်တို့ဒီအာဆင်နယ်နဲ့ပွဲရတော့ကျွန်တော်တို့ရှောင်လွှဲလို့ရတဲ့ကိစ္စမဟုတ်ဘူးပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့သူထပ်ပြီးတော့မေးထားတဲ့ခါမှာဆိုလို့ရှိရင်ဒီ ဒီလာမယ့်ကျွန်တော်တို့ဒီ Sunday ပေါ့နော် Sunday မှာဆိုလို့ရှိရင်ဒီ rotation တချို့ကျွန်တော်မြင်ရဖို့ရှိသလားဆိုတာမျိုးကြီးကျွန်တော်မေးထားတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီ Saturday နေ့မှာတကယ်ပွဲကြီးပွဲကောင်းကကျွန်တော်ရှိနေသေးတာဖြစ်တဲ့တကြောင်မလို့လာမယ့်ဒီပေါ့နော်ကျွန်တော်တို့ဒီတနေ့ဦးနေ့မှာရှင်ပြိုင်မယ့် Arsenal နဲ့ပွဲပေါ့။အခုလက်ရှိ Arsenal နဲ့ပွဲကို rotation မြင်ရဖို့ရှိလာပေါ့ဒီလိုမျိုးပြောထားတဲ့ခါမှာဆိုလို့ရှိရင်အဲဒီပေါ့နော်မြင်ရဖို့တော့ရှိတယ်ပေါ့နော် rotation နေကျွန်တော်လုံးမှာပေါ့နော်လုံးမှာဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကပွဲရကျွန်တော်ဂျားထဲမှာတကယ်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 တမ်းဆိုလို့ရှိရင်ကျွန်တော်ဒီ Arsenal နဲ့ပွဲကအရင်မကြီးမဟုတ်ဘူးကြီးတယ်မနိုင်ပြောမယ်ဆိုလို့ရှိရင်လေအရင်မကြီးမဟုတ်ဘူးကြီးတယ် Arsenal နဲ့ပွဲကဒါကျွန်တော်တို့ပွဲကြီးပွဲကောင်းပဲပရိသတ်တွေအတွက်ဒါတကယ်ပွဲကြီးပွဲကောင်းဒါပေမဲ့ဒီထက်ပိုကြီးတာကကျွန်တော်တို့ဒီ ဒီဆိုစီလန်နဲ့ကံမဲ့အိမ်ဝဲမှာကံမဲ့ပွဲအဲ့ပွဲကကျွန်တော်တို့အများကြီးပို့ပြီးရရေးကြီးတယ်ဘာလို့ဆိုတော့အဲ့ပွဲကျွန်တော်နိုင်ရင်နောက်တစ်ဆင့်ကျွန်တော်တက်ပြီဆိုတော့အာဆင်နယ်ပွဲကကျွန်တော်တို့ဒီမနော်ရှုံးလေကျွန်တော်တို့ကဓာတာပဲနိုင်မယ်ဆိုလို့ရှိရင်လည်းဓာတာပဲဆိုတော့နိုင်တကယ်လို့နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အသင်းကဒီ motivation ပါညာတော့ဖြစ်တာပါလေဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်ကိုလွယ်လွယ်ကူကူနဲ့နိုင်မယ်လို့ဘာသာလို့ထင်တာ မထင်တဲ့ဆရာသမားတွေကျွန်တော်အမှန်ကန်ကျွန်တော်တို့ဒီ99ရှုံရှုံတည်ကြကြဘလူရက်ဆက်ပဲဖြစ်ဖြစ်ကျွန်တော်တို့တည်ကြပေါ့ကျွန်တော်တို့ကုန်းကြုံပြီးကျွန်တော်ကစားအောင်ပါပဲเนาะ Arsenal ဆိုအခုလက်ရှိကျွန်တော်တို့ဒီသူတို့ဒဏ်ရာလူချင်းတွေများနေဆိုတာမှာကြားထဲမှာ PSB ကိုဘလူကန်သွားလဲဆိုတာဘာသာလို့အမြင်ပဲဆိုတော့အဲ့လိုအရှက်တကွဲအကျိုးနဲ့မဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့အင်ပြအာပြကစားဖို့ကလိုသေးတာဆိုတော့ဘလူနီနဲ့ပဲဖြစ်ဖြစ် Arsenal ကိုရင်ဆိုင်ကစားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရှော့ကစားလို့မရတဲ့အခြေအနေမျိုး နေရာမှာကျွန်တော်လူစီးရင်တော့နည်းနည်းလေးကျွန်တော်အပြောင်းလဲတော့လုပ်လို့ရမယ်ခြေနေမျိုးကျွန်တော်ချီတိုကိုကျွန်တော်မြင်ကောင်းမြင်ရနိုင်တယ်ဒီလားဘာလို့ဆိုတော့ဒီချီတိုတယောက်ပဲကျွန်တော်ဒီဘာနော်ဒီယူရိုပါလိပွဲမှာသူပါခွင့်မရှိတာဗျာဆိုတော့ဒီတော့ကျွန်တော်မလို့ဒီကျန်တဲ့ကစားသမားတွေအမဲဆုံးတော့ဗျာပြောမယ်ဆိုလို့ရှိရင် Rasmus Finland ကိုကျွန်တော်တို့အရင်ကမှထားပြီးတော့ချီတိုနဲ့ပွဲထွက်ခြင်းတော့ထွက်လို့ရတဲ့အခြေအနေမျိုးတွေကျွန်တော်ကတော့ထင်တယ်ဗောနော်ဘာလို့ဆိုတော့ Rasmus ကကျွန်တော်ယူရိုပါလိမှာသူကစားဖို့ရှိသေးတယ်ဆိုတော့ ဒီပွဲကျွန်တော်တို့ဒီဘာနော်နားပြီးတော့ဒုတိယပိုင်းလောက်မှာဝင်ကစားပြီးတော့ခြေတို့နဲ့ပွဲထွက်တာမျိုးလေကျွန်တော်တို့ဒီဘာနော်မြင်ကောင်းမြင်ရနိုင်တဲ့အခြေအနေမျိုးလို့ကျွန်တော်ထင်တယ်ဘာနော်ဆိုတော့ကျွန်တော်တို့ဒီသူပြောထားတာတော့ကျွန်တော်တို့ဒီဘာနော်အခုလက်ရှိကျွန်တော်တို့ဒီ rotation တွေကတော့ကျွန်တော်လုပ်ဖို့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကျွန်တော် Manchester United လို့ club မျိုးမှဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်ဒီ squad side ကဒီ squad side ကိုကျွန်တော်တို့ဒါကဒီ squad side ကအရန်သေးတယ်ပေါ့နော်အရန်ကျွန်တော်တို့ဒီ squad rotation လုပ်ဖို့အတွက်အရန်ကိုကျွန်တော်တို့ဒီချင်းမြောင်းတဲ့လူစီရင်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်မြင်ထားလို့မရဘူးပေါ့နော်ဆိုတော့အဲကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ဒီကစားသမားတစ်ယောက်ကကျွန်တော်တို့ဒီပေါ့နော် injury အတွက်အရန်ကျွန်တော် danger ဖြစ်နေတာအရန် anxiety ရှိနေတာ injury ရဖို့အတွက် အနေရများတဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိအခြေအနေကကစားသမားတွေကိုပဲကစားသမားတွေဖြစ်ဖြစ် fresh ဖြစ်တယ်လို့ကျွန်တော်ကတော့မြင်ထားရတယ်ပေါ့နော်မြင်ထားရတယ်ဆိုတော့ဘလူးဝဲဖြစ်ဖြစ်ဒီလိုအခြေအနေမှာတော့ကျွန်တော်တို့ဒီပေါ့နော် race တစ်ခုတော့နည်းနည်းတော့ကျွန်တော် ရှိတာပေါ့လीရှိတာပေါ့တဲ့အဲဒီပေါ့နော်ကျွန်တော်တို့ဒီဘလူးဝဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလာမယ့်တနင်္ဂနွေနေ့မှာဆိုလို့ရှိရင်ဒီလုံးဝကျွန်တော်ပြိုင်ဆိုင်မှုပြင်းထန်နေဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးသူပြောထားတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ စမ်းလေးမှာတော့ကျွန်တော်တို့ကဘလို့ကျွန်တော်ပြောသလိုပဲတရေပဲရအောင်ကစားကစားဟလာနော်လူချန်ပြီးတော့ပဲကစားဘလို့နီးနေမဲ့ကစားကစားကျွန်တော်အမှန်ကန်ဆိုလို့ကုန်းကြုံပြီးကျွန်တော်ကစားအောင်ပါအချက်တကွဲအကျိုးနဲ့မဖြစ်ဘူးဟာလူသေးတယ်ဗျဆိုတော့ဒီတဲ့ကြောင့်မလို့ကျွန်တော်တို့ဒီကုန်းကြုံမျိုးကျွန်တော်ကစားရအောင်ပါပဲဒီအင်ပြေအားပြေကစားရအောင်ပါပဲဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလာမယ့်ကျွန်တော်ဒီခြေသာမင်းနေမှာကစားမယ်ဆိုဒီချမ်းနဲ့ဘွယ်အတွက်လူချန်သင်းတဲ့အနေထားလည်းကျွန်တော်ရှိနေပြန်ရောဆိုတော့ချက်တကွဲအကျိုးနဲ့မဖြစ်ဘူးပဲညှော်လင်းရမယ်နော်ဆိုတော့ ဒီအာဆင်နယ်ကတော့ဗျာပြောရမယ်ဆိုလို့ရှိရင်တို့ကဒုတိယအကျော့ဆိုတာကိုတို့လုံးဝခေါင်းနဲ့ထည့်ကြမလို့တော့ဘာလို့ဆို PSP ကိုတို့170ကြီးနဲ့နိုင်ထားတာဆိုတော့ဒုတိယအကျော့ကတို့အိမ်ဝင်းမှာလည်းကန်ရမယ်ဆိုတော့ AC ပဲဆိုတော့လုံးဝအရင်ကစားသမားကြီးနဲ့အကုန်လုံးထည့်ကန်တော့ရတဲ့အခြေအနေမျိုးတို့ကလုံးဝဒီ United ပွဲကိုလုံးဝအမှန်ကန် focus ထားတဲ့အခြေအနေမျိုးကိုရီးယားကျတော့ဒီပထမအကျော့မှာကိုရီးခြေချော်သွားတော့တည်ကြသွားတယ်ဆိုတော့ဒုတိယအကျော့မှာအမှန်ကန်အိမ်ဝင်းမှာအမှန်ကန်ပြင်ဆင်ပြီးတော့အမှန်ကန်နိုင်အောင်ကန်ရမယ့်အခြေအနေမျိုး မတူဘူးအခြေအနေကတော့အားအောင်မှာကျွန်တော်လူစီရင်ကတိုင်ပတ်နေရမှာနော်ဆိုတော့အခြေအနေကတော့မလှဘူးပေါ့နော်ဆိုတော့နောက်ထပ်သူမေးထားတယ်မှာစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကကျွန်တော်ဗာလဲဆိုလို့ရှိရင်ခုလက်ရှိကျွန်တော်ဒီပေါ့နော်အာဆင်နယ်မှာဆိုလို့ရှိရင်အာဒီတာအနေနဲ့ပြီးခဲ့တဲ့နှစ်တွေမှာဆိုလို့ရှိရင်သူကလပ်မှာဆိုလို့ရှိရင်တကယ်ကြီးမားတဲ့ဒီဆုံးဖြတ်ချက်တွေကိုတကယ်ဒီပေါ့နော်ကလပ်အတွက်တကယ်ကြီးမားတဲ့ကစားသမားတွေအပေါ်မှာသူရင်ဆိုင်ခဲ့ရတာမျိုးတွေဆုံးဖြတ်ခဲ့ရတာမျိုးတွေသူရှိရပေါ့ဆိုတော့ အဲ့ဟာလည်းဒီဘောနော်အာဒီအာဆင်နယ်ကိုတကယ်ကျွန်တော်တို့ဒီကြီးမားတဲ့ကျွန်တော်တွန်းအားတစ်ခုကျွန်တော် ဖြစ်စီခဲ့တယ်ဘောနော်ဒါအာဒီဒါသူလုတ်ပြီးခဲ့တယ်ပေါ့အဲဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်ရဲ့ဒီဘောနော်ကြီးပြတယောက်ဖြစ်တဲ့ရူမင်အမေအနေနဲ့ဒီလိုအခြေအနေတွေဟာဆိုလို့ရှိရင်ကြုံလာရဖို့ရှိလာပါပြောချင်တဲ့သဘောကဗျာအသင်းမှရှိတဲ့ကစားသမားတွေကိုဒီဘောနော်တချို့ဒီတကယ်ဒီဘောနော်ဒီ profile မြင့်တဲ့ကစားသမားတွေပေါ့နော် profile မြင့်တဲ့ဥမာဒါပေမဲ့ rashford လို့ကစားသမားတွေပြီးအခုလက်ရှိဆိုရင်ကာနာချိုလို့ကစားသမားတွေ kobe menu လို့လို့ကစားသမားတွေဒီလိုကစားသမားတွေ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော် Adidas ကျွန်တော်တို့ဒီရှေ့မှာ Upamian ဟာလာ Lacazette တို့လူကစားသမားတွေနဲ့ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့လူမျိုးတွေကျွန်တော်တို့ဖြစ်လာဖို့ရှိလာပေါ့ဆိုတော့သူပြောထားတဲ့အခါမှာဆိုလို့ရှိရင်သူကတော့အဓိကကျွန်တော်ပြောသွားတဲ့ဟာက ဒီဘာနော်လာမယ့်တနင်္ဂနွေနေ့အကြောင်းကိုပဲသူကအဓိကမေးသိချင်တဲ့သဘောဒါပေမဲ့လည်းပဲဒီဘာနော်ကျွန်တော်ဒီရာနဲ့ပတ်သက်ပြီးသူပြောရမယ်ဆိုလို့ရှိရင်ဆိုပြီးတော့ကျွန်တော်ဒီအာဒီတာမှာကသူကဒီဒီလိုအခြေအနေမျိုးတွေအတွက်အချိန်လုံးလုံးတော့လောက်ရှိခဲ့တယ်ကျွန်တော်မှတော့မရှိဘူးပေါ့နော်ဒီလိုပုံစံမျိုးပြောထားတယ်ပေါ့နော်ဆိုတော့ဒါကဘာလို့ဆိုလို့ချင်တာလဲတော့ဟိုတေချာစဉ်းစားလို့တော့မရဘူးပေါ့နော်အခုလက်ရှိအချိန်ကတော့ဒါတကယ်တကယ်တမ်းဆိုလို့ရှိရင်ဒီ သူ့မှာကျွန်တော်တို့ဒီပေါ့နော်ဒီပွဲတစ်ပွဲကိုနိုင်ဖို့အတွက်ပွဲတစ်ပွဲကိုနိုင်ဖို့အတွက်ဒီကစားပုံကောင်းဖို့အတွက်ဒါကိုပဲအအောင်စိုက်နေရလို့ဒီပေါ့နော်ဒါရင်နဲ့ပတ်သက်ပြီးတော့သူအချိန်မရှိတာမျိုးပြောချင်တာလားဒါမှမဟုတ်အခုလက်ရှိကျွန်တော်တို့ဒီနိပြဘဝတစ်နှစ်တောင်မပြည့်သေးတဲ့တရားစီတောင်မပြည့်သေးတဲ့အချိန်တွေမျိုးကိုအချိန်မရှိဘူးလို့ပြောတာလားဒါကတော့စောင့်ကြည့်ဟိုဘယ်လိုပြောရမလဲကြည့်ရအောင်ပဲပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီပေါ့နော်ဒီအာဒီတာ ကဒီတကယ်တကယ်တမ်းဆိုလို့ရှိရင်ဒီဒီလိုအသင်းမျိုးကျော်ဖြစ်လာဖို့အတွက်ဒီလိုအာဇင်နယ်မျိုးကျော်ဖြစ်လာဖို့အတွက်အချိန်ကြီးအများကြီးသူပေးဆက်ခဲ့ရတယ်။ဒီကလပ်ဘက်ကနေလည်းနီးပြကိုကျွန်တော်ယုံကြည်မှုအပြည့်ပေးထားတဲ့အချိန်တွေမျိုးပေါ့နော်။ဆိုတော့ကျွန်တော်ကတော့ဒီဟာကိုရူဘီအမရီနေနဲ့ဒီမန်လုပ်တယ်လို့တော့ကျွန်တော်ယူဆတယ်ပေါ့နော်။အဖြစ်မလဲတော့ကျွန်တော်ဆက်ပြီးဆောင်းကြည့်ရမယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီမိပြရူဘင်အမရင်က press conference မှာဒီဘာလို့ပြောသွားတဲ့အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ဘာသာလို့ဘလို့မြင်ကြလဲဒီအားနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးကြပါအကြည့်ရှုအားပေးညီကိုများလည်းကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ပြီးဒီမှာတွေ့ပါမယ်အားလုံးကျေးဇူးပါ